ရှင်မြဒီမှာဆက်ဆက်မေးကိုမေးလျှောက်ခွင့်ပြုပါရှင်မြတချို့ဒီဒီလိုစွန်လောင်တန်းညကြွရတဲ့ခါမှာဆိုရင်တတိတို့ဘာလို့ဆိုတာရှိရပေါ့ရှင်မြဒါတမနဲ့စားလို့ရတဲ့အစာစွန်စွန်မဲဆိုတော့အဲ့ဒါကိုကပိယတွေကလက်သေးကိုယူယူသွားရပေါ့ဗျာအဲ့ဒါကြတော့အာဘာကြောင့်လဲပေါ့ဗျာဟေးဟုတ်ပြီစွန်လောင်တဲ့ခါကြီးတကမကြီးဟိုကပိစွန်လောင်ပြီဆိုလို့ရှင်မုံနေအသီးတွေဆိုကပိယတွေလက်ထဲထည့်လိုက်တာမဟုတ်လား အဲ့ဒါပေါ့နော်အဓိကကကတ်တာကကတ်လို့ရတယ်ကတ်လို့မရဘူးမဟုတ်ဘူးနော်ဥစ္စာရန်တော်လေးဆိုတာမကတ်ဖဲနဲ့မစားကောင်းဘူးနော်မကတ်ဖဲနဲ့မစားကောင်းဘူးဆိုတဲ့သိခါဘုကတခုနောက်ကတ်ပြီးရင်လည်းနောက်နေ့အထိခြံထားလို့မရဘူးဆိုတဲ့သိခါဘုကတခုရှိတယ်သိခါဘုနှစ်ခုရှိတယ်နော်အဲ့တော့မကတ်ဖဲနဲ့မစားကောင်းဘူးဆိုတဲ့သိခါဘုကအကုန်နားလဲကြတယ်အဲ့တိတ်နားမလဲတာကကတ်ပြီးရင်နောက်နေ့ဖုံးပေးလို့မရဘူးဆိုတဲ့သိခါဘုနားမလဲဘူး အဲ့မှာဆိုပါစို့ဦးဇင်းတို့ဒီတုံလေးမျိုးတွေကိုဆုံးကန်ကြွရတယ်။ဆုံးကန်ကြွရတဲ့အခါမှာလောင်းနဲ့မုံဘဲတေစာတွေအချိုပွဲတွေတတိတွေတနေ့တည်းမကုန်မကုန်နိုင်ဘူး။နောက်နေ့တန်ကားတွေထပ်ဖုံးပေးရတာတွေရှိတယ်။ဆိုတော့အဲ့ဒါကိုဒကာကြီးတွေဒကာမကြီးတွေအာကတ်ချင်တယ်ဆိုပြီးတော့ကတ်လိုက်မယ်။ကတ်ချင်တဲ့စိတ်နဲ့ပေါ့။ကတ်မယ်ကတ်မယ်ဆိုအကုန်ကတ်လိုက်မယ်ပေါ့။ဒါဆိုဦးဇင်းတို့မကုန်ရင်ဘယ်လိုလုပ်မလဲ။ကတ်ပြရတယ်စားလာတဲ့လူစားအကုန်ဖြစ်ကုန်အဲ့လိုဖြစ်ကုန်ပါလေ။အဲ့တော့ဒကာကြီးတွေဒကာမကြီးတွေလှူတာကလည်းတန်ကားတွေစားဖို့လှူတာလားကတ်ပြရတွေစားဖို့လှူတာလားဆိုရင် တန်ခါးရီစားဖို့လိုတာပဲလေဟုတ်တယ်မလားအဲ့တော့စောစောပြောတော့အဲတင်းစီးလို့မရဘူးဆိုတော့သိခါဘုတ်ကရှိနေတဲ့အတွက်အကတ်ခံပြီးရင်တင်းစီးလို့မရဘူးဆိုတော့သိခါဘုတ်ရှိနေတဲ့အတွက်ဦးစင်းတို့ကအကတ်မခံခြင်းအဖြစ်နောက်နေမှလည်းကပ္ပိယတွေကတန်ခါးရီကိုပြန်လောင်းလို့ရသွားတယ်ဟောဒါဆိုတော့ကိုကနေ့စဉ်နေ့တနေ့တည်းဆုံးလောင်းလိုက်ပြီမယ်နေ့စဉ်ကုသိုလ်ရနေတယ်သဘောပေါက်လားခုနှစ်ရက်လောင်းရင်ခုနှစ်ရက်ကုသိုလ်ရနေမှာဒါကမကြီးကတစ်ရက်ပဲလောင်းလိုက်တာနော်ကျောင်းမကတစ်ခါတည်းရင်တစ်ပတ်လောက်ပြန်သုံးလို့ရတယ်အဲ့တော့တစ်ပတ်လုံးကုသိုလ်ရနေတယ် အာယုံပြုတ်နော်အဲအဲ့ဒါအဲ့ဒါကိုပြောချင်တာတရတရထဲနဲ့ကုသပြီးသွားတော့မဟုတ်ဘူးနော်အဲ